စင်လာကောင်း25ပေါ့နော်မြေပြင်ရရှိတဲ့သတင်းအချက်လက်လေးတွေကိုကျွန်တော်တိုင်းပြည်မှာအေဂျင်စုံနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မလို့နဲ့တက်မလို့သားမိသားစုတွေအဲနိုင်ငံတော်အကြီးအကဲတွေပေါ့နော်သိရှိဖို့ကျွန်တော်အတင်ပြပေးတာဖြစ်ပါတယ်ကျွန်တော်စပီကာသမားတယောက်အနေနဲ့ပေါ့နော်အရင်ဆုံးကတော့မောင်အေဂျင့်ရဲ့ကြပြလေးနဲ့ပေါ့နော် မမေ့တင်တော့အရာတဲ့တငယ်ချင်းနဲ့အရေးကြီးလို့မင်းဒီဘိုးကဒိုဘိုးဘွားတွေထားခဲ့လေတော့ အမွေအမွေမှန်စွာဖိုးထိုက်လာသည်တဲ့မြမသက်သွေးလွတ်လပ်ရေးအားအလေးထားကထိမ့်သိမ့်ရာထိမ့်သိမ့်ရာတွင် ဝင်လာသည်မြအယောကကိုကိုကဥစွာရှင်းနိုင်ပါမှဆင်လာကောင်းဖြင့်ဂုံလဲတင်မှာမမေ့တင်ဘူးတငယ်ချင်းတဲ့နော်မင်္ဂလာရှိသောလွတ်လပ်ရေးနေပါတဲ့အေဂျန့်တာယာပြောရှင်ပါစေတဲ့ကျွန်တော်တရင် နည်းနည်းခဏနားလိုက်တော့ဗောနော်ခီးတွန်းနေလို့နားလိုက်တယ်နောက်တော့ကျွန်တော်ကဟိုကျွန်တော်ရဲ့ area မှာမဟုတ်တဲ့အတွက်အဲ့တော့သတင်းတင်ဆက်မှုကကျွန်တော်မလွတ်လပ်ဘူးဗောနော်အဲအဲ့ဒါ၄ရက်နေဟိုဟာဗောနော်ရည်စူးထားတာအဲနောက်တစ်ခုကတော့ဒါမြေပြင်ရရှိတဲ့သတင်းအချက်လက်တွေဗောနော်ကိုဘုံရေးတဲ့ကျွန်တော်တို့ဆလင်းတော်တဲ့ဆလင်းနဲ့ဆင်ပြူကျွန်းအနောက်ဘက်မှာ PDF တွေပတ်ပတ်လဲဝိုင်းတာပြီတဲ့ဆလင်းနဲ့ဆင်ပြူကျွန်းမျိုးအနောက်ဘက်ကရွာတွေတဲ့ PDF တွေကြီးပဲတဲ့ဝင်ရောက်နေရာယူနေတယ်တဲ့၃ရက်နေ့ကလဲတဲ့ဆလင်းမျိုးနာက ထူးပေါက်ရွာကိုတဲ့ PDF 100လောက်တက်လာတယ်တဲ့တက်ကလမ်းထောက်ထားလို့ပြန်ဆုတ်တယ်တဲ့ဒီနေ့လဲစလင်းမျိုးအနောက်ဘက်ကတဲ့ကျိတ်မြောင်းရွာထိတက်လာလို့တဲ့တက်နဲ့ထိတွေ့မှုဖြစ်နေတယ်တဲ့မနက်ရှင်းနိုင်လောက်ကနေစပစ်နေတယ်တဲ့တနားရီလောက်ကြာပြီးတဲ့စလင်းနယ်ကရွာတွေမှာတဲ့ PDF တွေရောက်လာတော့တဲ့မိုင်းတွေထောင်ထားတယ်တဲ့မနက်ဆိုရင်6နာရီမှာဂိတ်ဖွင့်တယ်တဲ့နေ့ဆိုရင်တနားရီလမ်းပိတ်တယ်တဲ့ပိတ်ပြီးတော့မှမိုင်းထောင်ထားတာတဲ့ခုဆိုမြို့နာကတ်နေကြီးတဲ့เนาะဒါကတော့စလင်းပေါ့နောက်တစ်ခုကတော့ ရန်ကုန်ကမိတ်ဆွေမှတရင်ပြပို့လာတယ်ဂုတလစ်ဂုတလစ်ပေါ့နော်ဂုတလစ်နဲ့တာမွေမှာတဲ့ကားတဲ့အနီတွေများသလိုရခီးထောက်ဖို့တွေလည်းရှိတယ်တဲ့ဆိုရတာသိရတာကြောင့်လည်းအချိန်မီဆောင်ရွက်နိုင်ရင်တင်ပြပေးစီလိုပါတယ်တဲ့ KNU နဲ့ပူပေါင်းအဖွဲ့စုံတက်မာတက်ခွင်ရှိတထုံမျိုးပါမကြံမျိုးသိန်းတိုက်ပွဲဆင်နွှဲရန်စစ်တောင်းတရားကိုပါစိုးမိုးသိမ့်ပိုက်နိုင်ရန်အလစ်ချောင်းနေကြသည့်အတွက်စစ်တောင်းတရားပါသွားလျင်မုံကရင်တနင်္သာရီအတွက်စိုးရင်ရတယ်တဲ့ဒါကြောင့်မို့လို့ဂျူတင်ဆောင်ရွက်နိုင်ရင်တင်ပြအပ်ပါတယ်တဲ့ မြန်မာနိုင်ငံမြို့ကြီးတိုင်းကရခိုင်စားတောက်ဆိုင်တွေကိုစစ်ဆေးပါတဲ့လူလက်နဲ့တဲဖို့စုဆောင်ရတယ်တရင်စုဆောင်ရတယ်ကွန်ရက်ကြီးဖြစ်တယ်တဲ့ထိုကွန်ရက်ကြီးကိုဖျက်ဆီးနိုင်ရင်တဲ့ကြီးအာပလာတို့ဇင်ယော်တို့ကွန်ရက်တွေပါပျက်စီးမယ်တဲ့ဗမော်မားတဲ့တကောင်းအတီးတဲ့ရေချောင်းလန်းတယ်တဲ့နော်ကားလဲတစ်ချောက်တွင်တဲ့ KIA စစ်ဆေးဂိတ်90ကျော်ကန်းရှိတယ်တဲ့ခီးသွွားလူတူးချင်းစီအားလူ လူဆိုင်ကယ်နံပါတ်ကိုကင်ဆောင်သည့်ဖုံတိုက်ဆိုင်စစ်ဆေးရတယ်စစ်ဆေးရတယ်စော်ဝဲထည့်ထားသောလက်တော့နှလုံးဖြစ်ဆောင်ရွက်တယ်တဲ့လက်တော့တစ်လုံးမှာလူအမီအဖအမီနိုင်ငံသားမှတ်ပုံနဲ့နံပါတ်ရိုက်ထည့်လိုက်ပါက၅နှစ်အတွင်းနိုင်ငံတာဝန်ထမ်းဆောင်ခဲ့ခြင်းရှိမရှိပေါ်ပြပေးတယ်လို့သိရတယ်တဲ့နောက်လက်တော့တစ်လုံးမှာစစ်ဆေးမိဖုံချိတ်ဆက်လိုက်ပါက၈နှစ်အတွင်းဖုံဝန်းဆက်နဲ့ဆင်းကပ်မှာအသုံးပြုခဲ့သော FB Messenger Viber Telegram မှာဓာတ်ပုံအားလုံးဖြတ်ထားခဲ့သောပုံများအပေါင်းအားလုံးကို ဖော်ပြပေးတယ်တဲ့လူတဦးစစ်ဆေးချိန်တွင်နဲ့မိနစ်20မှ30အတွင်းကြာတယ်လို့သိရတယ်တဲ့နော်မန်းနေတဲ့သကိုင်း PDF များလဲတဲ့၎င်း software ထည့်ထားသောလက်တော်များလဲဖြန့်ဝေပေးထားတယ်တဲ့နော်နောက်တစ်ခုကညနေကထပ်ပို့တဲ့ဖားဆောင်၄နေရာကိုလင်းယုံအမြန်ကောက်ပေးပါတဲ့ဒီညတော့မပညာတွေကိစ္စမဟုတ်ပဲအရေးကြီးမဲ့တဲ့အကြောင်းတွေရှိထားတဲ့သတင်းတွေကိုဒေတာကန်တွေမှာထပ်မံစုံစမ်းဆက်သွယ်ပြီးတေချာပြီးဆိုမှစာရေးတာခု စာရေးပြီးတော့ကိုးလိုက်တာဖြစ်ကြောင်းအလေးနဲ့ထားပြီးကိုင်းနေဆောင်ရွက်စီလို့ပါတယ်တဲ့ကလေးမျိုးမှာတဲ့ဆန်နဲ့လောင်စာစီတွေရောင်းတဲ့လုပ်ငန်းရှင်ဒေါ်နီနီကားတဲ့ထောက်ဖို့အကြီးစားဆိုတာသိရတယ်တဲ့အပြင်တောင်းချမ်းသူများနဲ့အမြဲအဆက်အသွယ်ရှိနေကြောင်းနေမြေကန်မှသတင်းရရှိတာကြောင့်အချိန်နဲ့တပြင်းညီဆောင်ရွက်เสียရရှိတာဆောင်ရွက်နိုင်ရန်အတွက်သတင်းပို့ပေးခြင်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကချင်းဒေတာရှိတဲ့တီးတိမ်နဲ့ဟာကားကိုတဲ့အင်အားစုံဖြည့်တာပြီးတဲ့ပြင်ဆင်เสียရရှိတာချုပ်တင်ပြင်ဆင်ထားနိုင်ရန်အတွက်အကြံပြု လိုပါတယ်တဲ့တီးတိမ်ကိုအရင်တိုက်ရန်အတွက်တောင်းကျမ်းသူတွေပြင်ဆင်ထားကြောင်းဟာကားမှလည်းတိမ်ထဲမှာဝင်နှန်းတွေရှိတယ်လို့လို့တောင်းကျမ်းသူဘက်မှလည်းရှိကြကြောင်းအချို့အိမ်တိုင်းလူလူတောင်းကျမ်းသူများနဲ့အ ਨੇ ဆုံးတိမ်ရင်ကိုတယောက်လောက်ရှိနေကြောင်းနေကံမိတ်ဆွေများထံမှသိရတာကြောင်းဂျိုတင်စီစဉ်ဆောင်ရွက်နိုင်ပါရဲ့တင်ပြအပ်ပါတယ်တဲ့ကလေးဒါကစားမှုနေနဲ့သူဇနီးကြောင်းနဲ့နောက်ဆက်တွဲမနေနင်းနဲ့စစ်တီတွေအသက်ပေးနေရပါပြီတဲ့တက်ပါထိကြိုက်လာနိုင်ကြောင်းတင်ပြရခြင်းဖြစ်ပါတယ်တဲ့ကလေးမှာဟာခါသူဆန်နဲ့လောင်စာစီတွေတောင်းကျမ်းသူ ထန်နဲ့ပုတ်နေတာတဲ့တိတိကြီးနေတဲ့ငွေမပြီးငွေမျက်နှာတခုတည်းတဲ့ကြည်ပြီးတဲ့ငွေနောက်လိုက်နေရင်တော့တဲ့အဲ့နေပြီလေမချခင်စိုးရင်စရာဖြစ်လာနိုင်တာကြောင့်အချိန်မီဆောင်ရွက်နိုင်မှရန်တင်ပြအပ်ပါတယ်တဲ့ဟာခါပြူအောင်မှုကိုတဲ့မြေပြင်စခန်းတွေအခြေအနေစဉ်ကြည့်ခိုင်းပါအောင်နဲ့အောက်ကိုစဉ်ကြည့်ပါအောင်လို့တင်ပြရပါတာတင်ပြပြီးတင်ပြပေးရတာပါတဲ့အရန်ပြစ်ထားတော့တဲ့နောက်ဆက်တွဲဖြစ်လာနိုင်မဲ့စိုးကျိုးတွေစိုးရိမ်လို့တင်ပြရခြင်းဖြစ်ပါတယ်တဲ့ ကျွန်တော်ဆိုလိုချင်တာကစခန်းတွေရဲ့လုံခြုံရေးအခြေအနေတေချာစစ်မှစခန်းတွေအလွဲတကူမကြမှာတဲ့မြေပြင်တေချာစင်းကြီးမှလိုအပ်ချက်တွေကိုတေချာပြင်ဆင်ခိုင်းလို့ရမှာကြောင်းနဲ့လစ်ဟာပေါ်ဆနေတဲ့ကိစ္စတွေတင်ပြရခြင်းဖြစ်ပါတယ်တဲ့ဟာကားဗျူဟာအရာရှိအရက်ဖက်စီးပွားရေးလုပ်တာအလုံသမားတွေကဒေသခံတွေဖြစ်တယ်လို့တောင်းကျမ်းသူတွေကြီးပဲဆိုတာသိရတာကြောင့်နောက်ဆက်တွဲစူးကျိုးတွေအတွက်ကြိုတင်ကာကွယ်နိုင်ရန်အတွက်အချိန်မီတင်ပြအပ်ပါတယ်တဲ့နော်ဟာကားဟာကား6လမ်းစုံ ကံကောဂိတ်တွေတဲ့ကလေးမဟာခဂိတ်တွေဟာခမျိုးဝင်စစ်စေးဂိတ်တွေငွေနောက်လိုက်နေရင်နောက်ဆက်တွဲစူးကျိုးတွေမကြခင်ဖြစ်လာနိုင်မှာတေးကြရဲတဲ့တေးကြချက်မှတ်နိုင်ရင်တင်ပြအပ်ပါရဲတဲ့အစည်းအဝေးလုပ်ပြီးတာနဲ့တောင်းချမ်းသူတွေဘက်ကတဲ့တည်င်းရောက်တာဆိုတော့ချင်းဝင်ကြီးချုပ်ယုံတည်င်းပေးရှိတယ်တဲ့ချင်းဝင်ကြီးချုပ်ယုံလှုပ်ရှားမှုတည်င်းပေါက်နေကြောင်းတေးကြစောင့်ကြည့်စီစစ်နိုင်ရင်ထို့အတူဟာခမျိုးနဲ့စီပင်အရာရှိပိုင်းတည်င်းပိုင်းတည်င်းပေးတွေရှိနေတာကြောင့်သိရတဲ့အကြောင်းနဲ့စီစဉ်ဆောင်ရွက်နိုင်မှာရင်တင်ပြအပ်ပါရဲတဲ့ ကိုဖုံးရေးတဲ့9ရက်တလ2025ရက်နေ့ကရွှေဘူခရိုင်ဝက်လက်မြို့နယ်မှာဖြစ်သွားတဲ့ဖြစ်စဉ်လေးပါတဲ့တော်တော်စိတ်မကောင်းဖြစ်ရတယ်တဲ့ဘူးတလင်ဖြစ်စဉ်လိုပဲ4ရက်တလ2024ရက်နေ့ကရွှေဘူကနေစစ်ကြောင်းတကြောင်ရှိမကားဟိုအင်အားပြည့်ဖို့အတွက်ရဲအင်အား40နဲ့တပ်က30ပေါင်း80လို့တဲ့ဝက်လက်ကြီးရှိမကားကြားမှာ PDF ပူပေါင်းအဖွဲ့က drone 15ကြီးနဲ့လိုက်ချတာစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်တယ်တဲ့အင်အား90မှာ20လောက်ပဲလွတ်တယ်ကြားတယ်တဲ့ကိုဖုံးနဲ့ကြားတဲ့လူတွေများတယ်တဲ့ဖမ်းမိတာတွေလည်းရှိတယ်ရွှေဘူတပ်နယ်ကဝက်လက် နေကိုတဲ့စစ်တောင်းမထိုးတာတနစ်နဲ့၃လလောက်ရှိပြီတဲ့ဒီကြားထဲမှာစစ်တောင်းထိုးရင်ရွှေဘုံနဲ့တမိုင်အကွာလောက်ဆိုစစ်တောင်းပြန်လှည့်သွားတယ်တဲ့တိုးမပေါက်လို့တဲ့တကနန်း0ဘုံပွဲရွာမကြော်ဘူးတဲ့ဟိုဘက်ကပိတ်ဆို့ပြီးတိုက်နေတာတဲ့နော်ဖြစ်စဉ်တွေကိုအထက်ကိုတဲ့အစစ်စစ်လိန်နေကြတယ်တဲ့9ရက်တလ2025ရက်နေ့ညကဟိုကောင်တွေအောင်ပွဲခံနေကြတာမကြခင်လိုင်းပေါ်တက်လာလိမ့်မယ်တဲ့နော် ဥပုံရေးတဲ့မကွေတိုင်းထီးလင်းမြို့ကိုနနက်10နာရီခန့်တည်းက short တိုက်ဒုံးနဲ့တမျိုးဒရုန်းနဲ့တမျိုးပစ်နေပါတယ်တဲ့အခုဒီတဲ့စက်တိုက်ပစ်ချနေတာပါဥပုံရေးတဲ့အထက်လူကြီးများသိအောင်ပြောပြပေးပါတယ်နော်အဲကျွန်တော်ဗီဒါဂိတ်တို့နော်ကျွန်တော်ပြောခဲ့တယ်နော်ဟိုတလောတဲ့ကကျွန်တော်ပြောတယ်ဟာဘာမှမဖြစ်ပါဘူးဗီဒါအေးစေးပါဥမာရန်သူကလာနေပြီဆိုတော့ကျွန်တော်တို့ကတည်င်းရလို့ကျွန်တော်တို့ကပြောပေးတာနော်နောက်တစ်ခုကကျွန်တော်အင်းတော်အင်းတော်ကွင်းလန်းနော်အင်းတော်ကွင်းလန်းမှာအဲမှာလောင်စာစီတို့အကုန်လုံးပေါ့သွားနေကြတာအဲ့ဒီလမ်းကနေပြီးတော့မှ KIA ် PDF ကတနေ့ကိုမြန်မာကျပ်ငွေ3000လောက်ရတယ်။အဲ့ဒီရဲ့လမ်းတွေကိုမဖြတ်တောက်နိုင်ဘူး။မစိုးမိုးနိုင်ဘူး။မချေမုန်းနိုင်ဘူးဆိုရင်ဒီတိုက်ပွဲကတော်တော်နဲ့ပြီးဖို့မလွယ်သလိုနှစ်ဖက်အထိကအကြဆုံးတွေများလာနိုင်တယ်။နော်။အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတဲ့ဒီချောင်းကြီးတပိတ်ကြီးစင်ကူနော်အမအောင်ဘိုးကုတ်မှာဆိုဗရမများတွေပါလေဒီကောင်တွေတူးနေကြတာပဲနော်အဲအဲ့လိုမျိုးပေါ့နော်ရန်သူပတ်စံဝင်နေတဲ့လမ်းကြောင်းတွေကိုမဖြတ်တောက်နိုင်ရင်ပေါ့နော် အဲပို့ပြီးတော့စိုးတယ်ပေါ့နော်ပို့ပြီးတော့ခံရခံမယ်အဲနောက်တစ်ခုကတော့ကျွန်တော်ဒါကဟိုဟာပေါ့ဒါမြေပြင်သတင်းပေးအချက်လက်လေးတစ်ခုပါဒါကဟိုဟာမှာဟိုဟာမှာဒီမှာကျွန်တော်တခါလက်ဖတ်ပြလိုက်မယ်နော်2024ရဲ့နေအော်တိုဘာလ29ရက်နေ့ကကိုဇော်ဘုံရင်ပြောထားတဲ့နတ်မောင်မျိုးတစ်တောင်လွင်းကြီးကနွားတွေကိုမင်းတုံးမှရခိုင်တို့တော်လန်းမြေသားလန်းဖောက်ထားပြီးပို့နေတာဖြစ်တယ်တဲ့နတ်မောင်သတင်းတော့ မွေဟောက်ကော်ပရာကိုတရင်ပြီးတဲ့ဆိုပြီးတဲ့ PDF ကိုပတ်စံပြီးပြီးတက်ခိုင်းတာတဲ့သူကတော့တဲ့ရခိုင်တွေအတွက်နွားတွေကိုဝယ်ပြီးနေတဲ့တောင်တွင်းကြီးမြို့ရတနာဘုံဟိုတယ်နဲ့တဲကိုကန်ပိုင်ရှင်နွားပွဲစည်းလိုင်စင်ရကိုလင်းအောင်ကိုကိုလင်းဖြစ်ပါတယ်တဲ့နော်ကော်ပရာနတ်မောက်ကိုပတ်စံပြီးပြီးတော့တက်ခိုင်းတာလေနော်ရခိုင်တွေအတွက်နွားတွေကိုဝယ်ပြီးနေတာတဲ့တောင်တွင်းကြီးမြို့နဲ့ရတနာဘုံဟိုတယ်နဲ့တဲကိုကန်ပိုင်ရှင်နွားပွဲစည်းလိုင်စင်ရကိုလင်းကိုအောင်ကိုကိုလင်းဖြစ်တယ်တဲ့နော်အဲ့တော့ကျတော့ရန်သူတွေရဲ့ เนาะဒီဟိုဟာရတာတွေကိုမဖြတ်တော့နိုင်ဘူးဆိုရင်เนาะတိုက်ပွဲလဲကြချုံးမယ်ရောက်ဖကြိုက်ကြိုက်တိုက်တယ်လို့ဖြစ်နေမယ်เนาะတောင်ပိုကြီးစကန်အနီးက MI 35ပြစ်ကူလိုအပ်နေပါပြီတဲ့လက်နက်ကြီးပြစ်ကူမထိရောက်လို့ပါတဲ့เนาะအဲ့တော့ကျွန်တော်လည်းဟိုဘက်မှာဘာတင်နေလဲမသိဘူးတေးပြီးတော့ပါဖမ်းလိုက်ပြီးတော့เนาะအဲ့တော့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေခြေထောက်ရောက်နေတဲ့တပ်မတော်သားတွေဘေးအန္တရာယ်ကင်းချင်ပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေ ကျွန်တော်စပီကာသမားစောဘုံကြီးမှာမနာလူချင်းမှာ ကင်းဝေးကြပါစီနော်ဟွန်းတတင်းလေးကြားမှာပေါ့နော်ကျွန်တော်တိုက်ခိုက်တဲ့လူကကြာချုံးတာများတယ်ဟိုဘက်ပဲဖြစ်ဖြစ်ဒီဘက်ပဲဖြစ်ဖြစ်ကျွန်တော်တိုက်ခိုက်ရင်ခွက်ခွက်လန်အောင်ကြာချုံးနေမယ်ကြိုက်တဲ့လောက်တိုက်ခိုက်နော်ကိုရီးယားတော့အပြုံးမပြတ်ဘူးဟော့ပေါ်လေးစားလို့ဘယ်လင်တိုင်းလေးတောက်ပြီးတော့